ားလုံးပဲမင်္ဂလာပါ English for office use ရုံတော့ English စကားပြောရဲ့ lesson 8 computers at the office ပေါ့နော်ရုံးခန်းထဲကကွန်ပျူတာများအကြောင်းကိုပြောမယ်ပေါ့နော်အရင်ဗီဒီယိုကလိုပဲ situation background လေးရင်ပြောမယ်ပြီးရင် vocabulary လေးတွေလေ့လာမယ်ပြီးလို့ရှင် dialogue လေးတွေတွားမယ်ပြီးလို့ရှင်အဲ dialogue လေးပေါ်မှာမူတည်ပြီးတော့ quizzes လေးတွေကို quizzes ဉာဏ်စမ်းပြေးလေးတွေပြောကြမယ်ပေါ့နော်ခေကြမယ် situation background situation background ကကြတော့ as မမ answer conversations with the with the phone with her last customer her coworker ko took comes over there okay မမရပါတော့ဖုန်းမှာသူ့ရဲ့နောက်ဆုံးပေါ့နော်ဆိုနောက်ဆုံးသူဖုန်းဖုန်းပြောပြီးလို့ပေါ့နော်သူနောက်ဆုံး customer နဲ့နောက်ဆုံးဖောက်တယ်နဲ့သူဖုန်းပြောပြီးလို့ဖုန်းချလိုက်တဲ့အချိန်မှာပေါ့နော်သူနဲ့တူတူလှုပ်တူတူလှုပ်မယ်ကိုတို့အလုပ်တူတူလှုပ်တဲ့ကိုထုတ်ပေါ့နော်ကိုထုတ်ကနေပြီးသူစီရောက်လာတယ်တဲ့အဲ့ဒါလေးကြောင့်ပြောမယ်ပေါ့နော် impress impress ဆိုတာအထင်ကြီးတာပေါ့နော် amazing amazing ကကြတော့အာအန်ဟိုးကောင်းတာပေါ့နော် organize ကစနစ်တကျထားထားတာပေါ့နော် sophisticated sophisticated ပေါ့နော်ခင်မီစမ်းပြတာ gadget gadget ကကြတော့ကရိယာတွေကိုပြောတာပေါ့နော်ဥပမာဆိုလို့ရှိရင် IT gadget တို့ပါလို့ပေါ့နော် IT ဟို phone gadget တို့ပါလို့လို့သုံးတယ်လေ ပြန် SS SS ကတော့ခွင့်ဝင်ရောက်ခွင့်ရတာပေါ့နော်ကွန်ပျူတာဟန်ကင်းပေါ့နော်ကွန်ပျူတာအလုံးမလုံးတော့ကွန်ပျူတာခဏရက်သွားပေါ့နော် Okay vocabulary ပြန်ပြောမယ် impress amazing organize sophisticated gadget SS computer hanging Okay dialogue လေးတွေ့အောင်မယ်ပေါ့နော်ကိုထုတ်ကပြောမယ် how do you, how did you feel on your first day near first day ဘောနော်နေပထမဆုံးနေ့မနေ့ဘယ်လိုဘယ်လိုခံစားရလဲဗောနော် brilliant အော်ကောင်းပါတယ်အရန်ကိုအရန်ကိုကောင်းတယ်ဗောနော် I con I contacted everyone and introduced myself. ငါဘောနော်အလုံးကိုဖုန်းခေါ်ပြီးတော့ငါကငါမိတ်ဆက်လိုက်တယ်။ I think I even impressed everyone. ငါငါအလုံးကိုဘောနော်ငါအထင်ကြီးအောင်ငါဘောအထင်ကြီးသဘောကျအောင်ငါလုပ်လိုက်နိုင်တယ်လို့တော့ထင်နေရတဲ့။ on your first days နေပထမဆုံးနေ့မှာလေ that's amazing ဟာဒါကံဟောဖို့ကောင်းလိုက်တာ share ပဲတယ် Now I have to organize their names and phone number. အခုငါတဲ့သူတို့ရဲ့နာမည်တွေဖုန်းနံပါတ်တွေကိုတဲ့ငါတရားစနစ်တတထားမယ်တဲ့ There should be a software on your computer that will do that for you. ဟဲ့နေကွန်ပျူတာမှာအဲ့လိုမျိုးအဲ့ဒါအဲ့ဒါလုပ်ပေးဖို့လို့ဆော့ဖ်ဝဲရှိရလေ Yes let me try to find find it ah okay အဲ့ဆိုရှင်ငါရှာကြည့်လာအောင်မယ် You can also download information from your computer onto the PDA personal digital assistant ဒီရဲ့ဒီ computer ထဲရတဲ့ဟိုပေါ့နော်သတင်းချက်လက်ဒီ information တွေကိုပေါ့နော်ဒီ PDA တဲ့ကိုလည်းဒီ download လုပ်လို့ရတယ်လေတဲ့ What a sophisticated gadget ဝါတဲ့တော်တော်ပေါ့နော်ခင်မီစံပြတဲ့ကိရိယာပဲတဲ့ it's more than that data uh, pore for instance if i'm out on the road with client i can gain access to the internet with its help ဥပမာဆိုလို့ရှိရင်ပေါ့နော် for instance အဲအဲဟိုဘာပေါ့နော် client ငါရဲ့ဖောက်တယ်နေပေါ့နော်အပြင်ရောက်နေရယ်ပေါ့နော်လမ်းမရောက်နေရယ်ဆိုလို့ရှိရင်တော့ငါ internet ထဲ internet ထဲဝင်လာလို့ရရတဲ့ဒီဒီဒီ gadget pda လေးကိုတုံသုံးပြီးတော့ပေါ့နော် i need to consider getting one of these ဟောအဲ့ဆိုငါလည်းအဲ့ဒါရှိထားမှထင်တယ် Hey, what happened to my computer? Hey, ငါ computer ဘာဖြစ်သွားပါလဲတဲ့ It keep hanging. Oh, computer တဲ့အလုံးမလုပ်တော့ဘူးတဲ့ computer hang သွားဘာလို့ computer အလုံးမလုပ်တော့ဘူး You will need to restart it. နင်အစပြန်စ restart နိုင်ရမယ်ထင်နေတယ် I will send for a technician to look at it. ငါပေါ့နော်ဟိုလုံကျွမ်းကျင်တဲ့လူလွတ်ပေးမယ်တဲ့။ဒီဟာနေကွန်ပျူတာကြည့်ပေးဖို့တဲ့။ thanks ကျေးဇူးပါ i really appreciate your help နင်ကူညီနင်နင်ကူညီတာကျေးဇူးကျန်တင်တယ် don't mention it oh i ပြောစမ်းပါနဲ့တဲ့ပြောမနေပါနဲ့တဲ့အဲ့ဒါလေးတဲ့ကဲညံစံလေးတွေမပြောခင်ပါ dialogue လေးအရင်သွားကြမယ်ပေါ့နော် dialogue လေးတော့တစ်ခေါက်ထပ်ပတ်မယ် how did you feel on your first day brilliant i contacted everyone and introduced myself i think i even impressed everyone on your first day that's amazing Now I have to organize their names and phone numbers. There should be a software on your computer that will do that for you. Yes, let me try to find it. You can also download information from your computer onto the BDA, Personal Digital Assistant. What a sophisticated gadget! It's more than that. For instance, if I'm out on the road with client, I can gain access to the internet with its help. I need to consider getting one of these. Hey, what happened to my computer? It keeps hanging. You'll have to restart it. I will send for a technician to look at it. Thanks, I really appreciate it. I really appreciate your help. Don't mention it. Okay, Based on the dialogue, what was the first task Mamiya needs to accomplish after making her call? A. Restart her computer because it's hanging. B. Organize the names and phone numbers she collected. C. Introduce herself to all the new contacts. D. Find the software to download information onto a PDA. Okay, မမပေါ့နော်ဒီသူဖုန်းခေါ်တွေသူ customer တွေဖုန်းခေါ်တွေခေါ်ပြီးရဲ့နောက်မှာပထမဆုံးသူလုံးဝမှာပါလေနံပါတ် A ကသူ computer ကို computer ရက်သွားလုံးမလုံးတော့တဲ့အတွက်ကြောင့် computer ကိုစပြီး reset လုပ်ရမှာလားတဲ့ B ကကြတော့ဒီဖုန်းနံပါတ်တွေနံပါတ်တွေနာမည်တွေသူမှတ်ထားတာတွေကိုပေါ့နော်သူစနစ်တကျထားစီစဉ်ရမှာလားတဲ့ C ကကြတော့သူ့ကိုသူပေါ့နော်ဒီဟိုဟို contact အစ်စ်တွေပေါ့နော် main မိတ်ဆွေအစ်စ်တွေကိုသူ့ကိုသူနှိဟိုမိတ်ဆက်ရမှာလားတဲ့ D ကကြတော့ ဒီပေါ့နော်ဒီသူ့ရဲ့ပေါ့နော် software software ကိုရှာပြီးတော့ပေါ့နော်ဒီ information တွေသူ့ရဲ့သတင်းချက်လက်တွေကိုပေါ့နော် PDF တွေကို download လုပ်ရမှာလား PDF တွေကို download လုပ်ဖို့အတွက် तू က software ရှာရမှာလားတဲ့အဲ့တော့ဗာလဲ number B ပေါ့ဟုတ်တယ်မလား तू ကသူ့ရဲ့ဟို organize the names and phone number ကို to collect အဲ့အဲ့ဒါကိုလုပ်ရမှာလေ तू နာမည်တွေ phone number တွေ collect လုပ်ထားတာရေ तू organize လုပ်ရမှာ Okay, number two. What specific problem occurred with Mamiya's computer during the conversation? A. It's missing the necessary software. B. It failed to connect to the internet. C. It could not download information to a PDA. D. It keep hanging. ကေမမပေါ့နော်ကိုထွန်းနဲ့ပြောနေတဲ့အချိန်မှာပေါ့နော်မမကွန်ပျူတာပါဖြစ်တာလေတဲ့နံပါတ် A ကကြတော့ဒီ software ပေါ့လိုအပ်တဲ့ software ကိုမရှိရလားတဲ့ B ကကြတော့ internet နဲ့ချိန်မရတာလားတဲ့ C ကကြတော့ PDA ကို PDA တဲ့ကို PDA ကိုပေါ့နော် information တွေကို PDA တဲ့ download လုပ်လို့မရတာလားပေါ့နော်ဒါမှဒါမှမဟုတ်ရှင်နံပါတ် D ကကြဟိုကွန်ပျူတာအလုံးမလုပ်တော့တာလားပေါ့ဒီပေါ့ဒါမှ computer keep hanging ဖြစ်နေလို့ဖြစ်ပြောရတယ် Three, according to Goto, what is the major advantage of using the BDA when it's out on the road? A, it can organize names and phone number automatically. B, it's a sophisticated gadget that impress clients. C, it allow him to gain access to the internet. D, it can be used to restart his office computer remotely. โอเคကိုထို့ရဲ့ပြောပုံရဆိုလို့ရှင်ပေါ့เนาะဒီ PDA PDA ကိုတုံးချစ် PDA ကိုတုံးနေပေါ့เนาะအဓိကဟိုပေါ့เนาะအကျိုးအကျိုးအကျိုး advantage ပေါ့เนาะအကောင်းတဲ့အချက်ကပေါ့เนาะသူသူ့ရဲ့ sorry ကိုကိုထို့ရဲ့ကိုထို့ပြောပုံရဆိုလို့ရှင် तू อ่ะပေါ့เนาะအပြင်ရောက်နေတဲ့အချိန်ကြာလို့ရှင်ဒီ PDA ရှိရဲ့အတွက်ကြောင့်ပေါ်တော့အဓိကသူသူ့အတွက်ဟိုပေါ့ဟိုအကျိုးရှိစီရပါလေ PDA အကြောင်းသူ့အတွက်အကျိုးရှိစီရပါလေပေါ့နော် နံပါတ် A ကကြတော့ဒီဖုန်းနံပါတ်တွေနံပါတ်တွေကို तू က automatically ပေါ့နော် तू ဟို automatically organize ပေါ့နော်စီစဉ်ပေးရလားပေါ့နော် auto auto ဖုန်းနံပါတ်နဲ့လူနံပါတ်နဲ့တွဲပြီးရောတခြားစနစ်တကြားထားပေးရလားပေါ့ B ဒါမှမဟုတ်လို့ရှိရင် DPDA ဆိုတဲ့ဒီပေါ့နော်ခင်မီစံပြတဲ့ကိရိယာလေးอ่ะပေါ့နော်ဒီ ကလည်းဖောက်တယ်တွေကိုသူကဘောနော်အထင်ကြီးသဘောကျစေလို့လားလဲအထင်ကြီးသဘောကျစေလို့လားတဲ့နံပါတ်စီကကြတော့ဒါမှမဟုတ်ရှင်ဒီ PDA ကြောင့်သူ internet access ရလားဘူးသူပြင်ရောက်နေရသူလမ်းပေါ်မှာပုံမှာရောက်နေရဆိုပေမဲ့လည်းဘောနော်ဒီကကြတော့ဒါမှမဟုတ်ရှင်ဘောနော်သူအပြင်မှာအဝေးကနေပြီးတော့ဘောနော်သူ့ရဲ့ရုံးကွန်ပျူတာကိုသွားပြီး restart သွားလို့လို့ရလားတဲ့အဲ့ဒါဆိုအရှိန်ပါနော်အပါပြီးတော့သူ internet ချိန်လို့ရလို့ဘောနော် see What was Kotos' proposed immediate solution to the computer problem? One, uh, sorry, A, send for a technician to look at it. B restart the computer C find the correct software on the computer D download information from it onto a PDA ကိုထုတ်ရဲ့ပေါ့နော်ဟိုကွန်ပျူတာ problem ဖြစ်လာတော့ကိုထုတ်ရဲ့ပထမအဦးဆုံးချက်ချင်းပေါ့နော်အကြံပေးတဲ့အကြံပေးတဲ့ဖြေရှင်းချက်ကပါလဲပေါ့နော်ဟို technician ကိုရှာပြီးတော့ခေါ်ကြည့်ခိုင်းတာလားပေါ့ဒါမှမဟုတ်လို့ရှင် computer research ချက်ချင်းလုပ်ခိုင်းတာလားဒါမှမဟုတ်လို့ရှင်ဒီအဲကွန်ပျူတာအတွက်ကိုပေါ့နော်ဒီမှန်ဟိုမှန်ကန်တဲ့ software ကိုရှာခိုင်းတာလားဒါမှမဟုတ်လို့ရှင်ဒီ information တွေပေါ့နော် information ရှင်တွေကို PDF တွေကို download လုပ်ခိုင်းတာလားပေါ့ကိုထုတ်က restart လုပ်ခိုင်းတာလေ B restart the computer okay number 5 who first brought up the idea of using the PDA personal digital assistant in the conversation A. Mamiya after finding the software on her computer. B. Guntu as a replacement for, for the malfunctioning computer. C. Mamiya when asking for a sophisticated gadget. D. Guntu as an additional way to manage information. Okay. ဒီပေါ့နော် PDA အာ PDA idea ပေါ့နော် PDA သုံးရမယ့် idea ကိုပေါ့နော်ဒီအခုစကားပြောနေတဲ့နေရာမှာဘယ်သူကအရင်ဆုံးစပြီးတော့ ဟို mention လောက်တာဘယ်သူကအရင်ဆုံးစပြီးတော့ဒီ idea ကိုပြောပြရလဲပေါ့နော်ဒီဟာ PDA သုံးလို့ရတယ်ဆိုပြီးမမြပြောပြရလားပေါ့နော်ဒီ two software two computer ထဲမှာဟို software share တွေ့ရတဲ့အချိန်မှာမမြပြောပြရလားတဲ့ကိုထုတ်ကိုရဒါမှမဟုတ်ရကိုထုတ်ကပေါ့နော်အဲ computer တော့အလုံးလို့မရတော့ဘူးဆိုပြီးတော့ပြောရတဲ့အကြောင်းကိုပြောဒီဟာဆန်းသုံးဆိုညအစားထိုးပြီးသုံးဆိုပြီးကိုထုတ်ကအဲအကြောင်းကိုပြောတာလားတဲ့ဒါမှမဟုတ်လို့ရှင်မမြပေါ့နော်အော်အဲငါ့ကိုပေါ့နော်ဒီခင်မီစမ်းပြရတဲ့ကိရိယာလေးပေးပါဆိုပြီးတောင်းတဲ့အချိန်မှာမမြပြောတာလားတဲ့ PDA idea ကိုဒါမှမဟုတ်လို့ရှင်ပေါ့ ါ့နော်ကိုထုတ်ကပေါ့နော်ဒီ information တွေကိုပေါ့နော်အာတတင်းချက်လက်တွေကို manage လုပ်ဖို့ပေါ့နော်ဒီတခြားနည်းလမ်းနဲ့လုပ်လို့ရတယ်ဆိုပြီးကိုထုတ်ကပြောပြရလာတယ်ဒီပေါ့ကိုထုတ်ကပြောပြရလေဒီ information တွေကို manage လုပ်လို့ရတဲ့နည်းလမ်းဆိုပြီးတော့ okay အားလုံး၅ခုလုံးမှန်ကြမယ်လို့မျှော်လင့်နေနော်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှင်လည်း like လုပ်ပေးပါဒီလိုမျိုးဗီဒီယိုလေးတွေလည်းထပ်ပြီးတင်တင်ပေးမှာမို့လို့အာ channel လေးကိုလည်း subscribe လုပ်ပေးပါနော်ကြည့်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye